ဒါကတော့ကြပြလေးသူရင်ဖွင့်နေတာဖြစ်ပါတယ်ကြပြလေးဘာတွေပြောနေလဲနားထောင်ကြည့်ကြည့်ရအောင်ပေါ့နော်လုတ်ဆိုရင်ဘာတစ်ခုမှမလုတ်ချင်တော့ဘူးဆိုတော့စိတ်ဖြစ်သွားတဲ့အတွက်ကြောင့်ပြန်မိတ်ကလေးမျိုးလုံးရတဲ့အလုပ်ပြီးဆိုရင်ကိုယ့်အကို daily လိမ့်တာလွယ်လို့အဲအဲ့လိုမိတ်ကကြီးတွေလိမ့်ပြီးနေရတဲ့ feeling ကိုကြည်လုံးဝယတိပြဖြတ်ချလိုက်တာပေါ့နော်မိတ်ကကြီးတွေလိမ့်တာဆိုရင်ကိုယ်စိတ်ကြီးပြန်ဝင်သွားမှာဆိုလို့ဟာငါမင်းသမီးအမိတ်ကတိလိမ့်တာငါသလုံးတွေထုံတာတယ်ဆိုတော့စိတ်ကြီးပိတ်မှန်းအောင်အာမို့လို့ကြည်ရတဲ့စိတ်ကအဲ့လိုကြီးဖြစ်သွား အားမလို့ခင်ဗျာအမှုတင်ညာတဲ့ကိုပြန်ရောက်ဖို့ဆိုတော့ဘလုံးဝမဖြစ်နိုင်တော့ဘူးလို့ဖို့လေစက်ကူးလေးတော့ခင်ဗျာမှမရှိတော့တဲ့အတွက်ကြောင့်ခင်ဗျာချစ်ပေးကြတဲ့ဖန်တွေအကုန်လုံးကိုလည်းဒီလိုမျိုး live play တွေကြည်ရဲ့ daily live play တွေ daily video လေးတွေ vlog လေးတွေပဲကြည့်ပေးပါခင်ဗျာချစ်တဲ့ဆိုရင်ခင်ဗျာ sign new လဲအပေးပေးပါလို့ပဲခင်ဗျာတင်ချင်ပါတယ်ဟုတ်တယ်အဲ live တွေလုပ်တဲ့အချိန်မှလည်းဟုတ်တယ်အမပြပြပြမနဲ့အပန်ပြက်သွားတယ် တန်ပြက်သွားခင်ဗျာစကားပြောအင်းနဲ့အားနဲ့ပြောတဲ့အခါကျတော့အတန်လေပင်အရန်အတန်ပြက်သွားတဲ့အခါကျတော့အဲ့ဒီရဲ့ stress တွေကိုလည်းမခံစားချင်တော့အဲ့တော့ခင်ဗျာအခုချိန်မှာအေးအေးချမ်းချမ်းလေးတဲ့ပဲဘဝကိုဖျက်ဆီးမှုစီစဉ်ထားတယ်ခင်ဗျာရဲ့ fan တွေခင်ဗျာရဲ့သမင်းရှင်တွေခင်ဗျာရဲ့အလုပ်ရှင်တွေအကုန်လုံးပေါ့နော်ခင်ဗျာပုံမှန်ကျေးဇူးရှိတဲ့သူတွေအကုန်လုံး ဟုတ်တယ်အခုတလောသူ့ကိုတွေ့ရတာတော့ online မှာဈေးရောင်းတာတို့ဘာတို့ဒီလိုမျိုးပေါ့ပေါ့ပါပါလုံနေတာလေးတကူပဲအမြဲတမ်းတွေ့နေရတယ်ပေါ့နော်သူဒီအကုန်လုံးသူကလည်းအကောင်းဆုံးပြည့်စက်ပဲအဲကွန်ပျူတာစုနော်အော်ကိုရဲ့ဘာသာတရားလေးနဲ့ပဲကဗျာချစ်ချက်ကဗျာဘဝဆုံးသက်မယ်လို့ကဗျာစဉ်းစားထားတာကဗျာအခုဒီအိမ်လေးရောက်တယ်ကဗျာညာဆိုလည်းဖျားရှိခိုးတယ်နတ်ဆိုလည်းဖျားရှိခိုးတယ်ဖျားရှိခိုးတိုင်းလည်း စိတ်နဲ့ကိုယ်နဲ့ကတ်တယ်စိတ်နဲ့ကိုယ်နဲ့တစ်ထပ်တည်းကြာပြီဘုရားကိုအာယုံပြုပြီးတော့ကဗျာရှစ်ခိုးလို့ရခဲ့တယ်အဲ့အတွက်ကြောင့်လဲဗျာအားလုံးဒီသူတင်နေဒီနေ့တကားရိုက်ပေးပါတဲ့အမလီဖေဖေနဲ့ပရိုဂျူစာလောက်လိုက်ပြီဖေဖေပရိုဂျူစာလောက်တယ်ဆိုရင်တော့ရိုက်ပေးမှာပေါ့ဖေဖေရေဖေဖေရေဖေဖေပရိုဂျူစာလောက်လိုက်စိတ်ထားလေးနေတတ်တာလေးကိုချီချူးရေတဲ့အဲဟေးကဗျာမင်းသမီးမဟုတ်တော့ဘူးဟောလေး ိတ်ဆိုတာကတော့ကိုယ့်ကိုယ်ပဲအရာတိုင်းကပူလောင်ခြင်းဆိုတာလည်းကိုယ်ကပဲဖန်တီးတာလို့ကြားခံစားရတယ်။အာတောကဆိုတာလည်းကိုယ်ကပဲဖန်တီးတာလို့ခံစားရတယ်။ဓာရီနဲ့ကျင်းကျင်ကင်းအောင်နေလို့ရတဲ့နေရာတွေအများကြီးရှိရဲ့။ဒါပေမဲ့လူကလောဘမရှိဘူးလောဘမရှိဘူးဆိုလိုတဲ့လောဘဆိုတဲ့အရာလေးရှိနေသေးလို့ဒီနောက်ကိုလူတွေကဓာရီနဲ့ဒွန်တွဲပြီးတော့ပါလာတဲ့ကိစ္စတွေပေါ့နော်။အဲ့ဒီအတွက်ကြောင့်လူဆိုတာအေဂျင့်အောင်နေခြင်းသူလည်းအရင်တော့အမင်းတမီပဲပေါ့နော် အခုကြတော့မင်းသမီးမလုပ်တော့ဘူးဆိုတော့ဒါမင်းသမီးမဟုတ်တော့ဘူးပေါ့နော်အာဖရာရိတ်တရားရိတ်နေပဲသွားနေတယ်ဆိုတော့ဥကြော်ဟိန်းနဲ့တူတူပဲလို့ပြောရမယ်ပေါ့နော်โอเคတောင်းနေချင်းအေးချောင်းနေလို့ရပါတယ်နေလို့ရပါတယ်မနေနိုင်သေးလို့ဒါ ဆိုမမောမှုရေပေါ့နော်။အော်ငါတရားလေးဝယ်ကျင်သေးတယ်။ဒါလေးတွေပိုင်ဆိုင်ကျင်သေးတယ်။ငါလူတန်းစိတ်လေးလေးကျင်သေးတယ်ဆိုတော့ဟာတွေရှိနေတဲ့အတွက်ကြောင့်ကိုကကြိုးစားရတယ်၊ရုန်းကန်ရတယ်၊ရှာဖွေရတယ်။အဲ့ကောင်ကြောင့်မအေးချမ်းတော့ဘူး။ဟုတ်တယ်ဟုတ်တယ်မှန်တယ်မှန်တယ်အကယ်ဒမီဆုလေးတွေတင်ထားခြင်းလို့ရတယ်။အော်ဖေဖေအကယ်ဒမီဆုလေးတွေဖေဖေခေါင်းရိုက်တဲ့ထရော်ဖီလုပ်တဲ့ဟာလေးတွေမှာနှစ်ဆုလောက်မှာပဲဒီငါးနှစ်ဆုလောက်တော့ရတင်ပြီရဲ့ဒီသက်ကြီးရယ်ဆိုရင် โอเควิดีโอလေးရတော့ဒီလောက်ပါပဲလို့နောက်ပတိကျမကျွန်တော်တို့ပြန်လဲဆုစီကြမယ်เนาะဗီဒီယိုလေးတွေကိုကြည့်ရှုပြီးသွားရင်လည်းအားပေးခဲ့ကြပါဦးလို့ပြောရင်းနဲ့နောက်ပတိတွေမှာကျွန်တော်တို့ပြန်လဲဆုစီကြမယ်เนาะအားလုံးဘိုင်ဘိုင်